Hello အားလုံးပဲမိင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါတယ်ဆိုတော့ Arsenal နဲ့ Everton ပွဲစဉ်အကြောင်းကျွန်တော်နည်းနည်းတော့ပြောကြည့်ရအောင်ပါเนาะဆိုတော့ Arsenal ကတော့ဒီနေ့ညနေမှာ Everton နဲ့ကျွန်တော်ရှင်မိုင်ကစားမယ်သူတို့တော့ဘယ်လိုပြောမလဲအရေးကြီးတယ်လို့ပဲပြောရမလားအရေးမကြီးဘူးလို့ပဲကျွန်တော်ပြောရမှာပါဘာကြောင့်လဲဆိုတော့ဒါပြီးတာနဲ့သူတို့ကဒီ Real Madrid နဲ့ Champions League ကံမှာပေါ့เนาะကျွန်တော်ကတော့အဲ့ဒီပွဲစဉ်ကအများကြီးပို့ပြီးတော့အရေးကြီးတဲ့ပွဲလို့ထင်တယ်။ဒါပေမဲ့ Champions League မှာဆိုလို့ရှိရင်သူတို့ကအများကြီးတယ်မျောလင်းချက်ကရှိသေးတယ်ဗျာ။ Premier League ကတော့မျောလင်းချက်ကတော်တော်ကိုနည်းသွားပြီလို့ကျွန်တော်ထင်တယ်။ ီညမှာလီဗာပူးတင်းရဲ့ဘက်ကလည်းအေဗာတန်ကို1-0နဲ့အနိုင်ရထားတဲ့ခါကျတော့သူတို့လည်းပဲရှေ့ဆက်ပွဲတွေကလည်းအမှတ်သိရော့ဖို့အများကြီးမရှိတော့ဘူးပေါ့နော်အာဆင်နယ်နဲ့လည်းရှိဒီဝါရဲ့ဂျာမာလည်းပဲအမှတ်ကွာဟမှုတွေကတော်တော်များနေပြီဆိုတော့အာဆင်နယ်နေနဲ့အဓိကကစားသမားတချို့ကိုဒီပွဲမှာခြံခဲ့ပြီးတော့ရီယယ်မက်ထရစ်နဲ့ပွဲကိုအပြည့်အဝအာယုံဆိုင်ကစားတင်တယ်လို့ကျွန်တော်တို့ယူဆတယ်ပရမအကျော့မှာမင်းမင်းတကယ်အချိန်ကြီးကောင်းကစားထားနိုင်နေဆိုလို့ရှင်ကို မစူးလို့ကျွန်တော်ပြောပါမယ်ဗျာဟာအထူးသဖြင့်တော့ကျွန်တော်အနေနဲ့ဒီ Everton ကလွယ်တော့မလွယ်ဘူးပေါ့နော်ဒါဟိုအနေဒီပေါ့တင်းနေရှင်မင်းကစားကြတော့လေဝမ်းစီးနဲ့ပဲသူတို့ရှုံးနေတာအဲ့ပွဲမှာဆိုလို့ရှိရင်တော်တော်လေးကိုကံမကောင်းခဲ့တယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့အာဆင်နယ်ကလည်းမလွယ်ဘူးဗျအထူးသဖြင့်တော့အာဆင်နယ်အတွက်ကတော့ဒီပွဲအမှန်ရလို့တိတ်ပြီးတော့ဟိုဘယ်လိုပြောမလို့ဟိုခံမြင်းစရာတွေပါရှိလို့မြေတွေတော့မထင်ဘူးပေါ့နော်မဟုတ်လေဒီပေါ့တင်းရဲ့ဘက်ကပရီးမီးယားလေးကိုတေချာတော့ရှိနေပြီဆိုတော့အာဆင်နယ်အတွက်အခွင့်အရေးပူပြီးတော့ ညှော်လင်းချက်ပို့ပြီးတော့ရှိတဲ့ပွဲပဲအာယုံစိုက်တင်တယ်ဆိုတော့ဒီပွဲမှာဒီဂါဘရီယယ်ရဲ့အခြေအနေကိုအာဆင်နယ်ကအတူယူနိုင်မှရမယ်ထားပါတော့ဒီဂါဘရီယယ်ဆိုလို့ရှိရင်ပြတကယ်အရေးကြီးတဲ့ပွဲဒီမလာခင်မှာသူ injury ပြဿနာကြုံသွားတယ်ရှာဒီကုန်တိနားရတယ်ဒါဟာတော်တော်ကိုသတင်းဆိုးပါတော်တော်ကိုသတင်းဆိုးပါဆိုတော့ဟိုဆာလီဘာတို့ဘာတို့လည်းပဲတခါတလေ injury ပြဿနာတိတိလေးတွေကြုံရတာတွေကျွန်တော်ရှိတယ်သူတပင်ဂျူရီယန်တင်ပါလိုမျိုးပွဲတိုင်းဒီပါကစားနေရတဲ့ကစားသမား ဒါမျိုးတွေကရှောင်ရှားတင်နေပြီပေါ့ဒါကြောင့်ဗောနော Everton က physical ဘိုင်းဆိုင်ရာအရင်အားကောင်းတဲ့အသင်းလေးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ Arsenal အနေနဲ့အဓိကကစားမတချို့ကိုအနာပေးသိမိလို့ထင်တယ်ထားပါတော့ Bukayo Saka တို့ကိုပွဲထွက်လူစင်မှာထည့်ပြီးတော့အသုံးမပြုတာမျိုးမလိုအပ်ရင်ထည့်ကိုမထည့်တာမျိုးတွေနဲ့ Arsenal ရှောင်တင်တယ်နော် Arsenal ရှောင်တင်တယ်ဒါအပြင်ဒီပွဲက Arsenal ဒီ Everton ကွင်းကိုသွားကစားရမယ်ထင်ပါတယ်ကျွန်တော်ဒီဒီသတိထားမိတဲ့လောက်ကတော့နော်ဆိုတော့ Everton ဘက်ကကြည့်ရင်တော့ Everton တို့ရုံးသွားမှာပါအမှန်ကန်လဲကျွန်တော်နေတဲ့ဒါ နိုင်အောင်ကစားတင်းတဲ့တွေမှာပါတယ်ပေါ့နော်ဆိုတော့ဒီ sorry ပါနေရာကနည်းနည်းဟွာဖြစ်နေတာเนาะတင်းရပါညာဘာမှမရှိတော့ဒါကြောင့်ဒီအချင်းကြီးရ Everton ဟာတတ်နိုင်နေပြတမတ်ဆိုလဲတမတ်သုံးမတ်ဆိုလဲသုံးမတ်အပြည့်ရအောင်ကျူးပန်းမှာအာဆင်နယ်ဟာသူတို့ထက်အများကြီးတာတဲ့ဒီအသင်းဆိုတဲ့အခါကျတော့သူတို့အတွက်တော့မလွယ်ဘူးပေါ့လေဒါပေမဲ့လို့ဘယ်လောက်ထိသူတို့ရှင်မြန်ကစားနိုင်မလဲလီဗာပူးတင်းကိုတော့မှဒါဒါဘီပီပီဒါဘီပြိုင်ဘက်ပီပီသူတို့ကကစားပြခဲ့တာကိုဆိုတော့ကျွန်တော်ကတော့ဘယ်နော်အာဆင်နယ်အနေနဲ့ဒီနေ့ပွဲစဉ်မှာမလွယ်ပြီမဲ့လေလို့ဒါဘယ်လိုပြောမလဲ ဟိုအမှတ်ရော့လည်းပဲပြက်တနာတိတ်မရှိနိုင်တဲ့ပွင့်မြူတွေကျွန်တော်ထင်တယ်တခုတော့ရှိတာပေါ့လေတော်ဖိုးမှာအမြဲတမ်းဒီဝင်ခွင့်ရနေဘူးလို့လူတာပေါ့တော်ဖိုးမှာထပ်ပြီးတော့ရော့ကြမှာသွားဖို့ပေါ့လူတာပေါ့နော်ဒါပေမဲ့ကျွန်တော်တော့အာဆင်နယ်တော်ဖိုးမရစရာအကြောင်းတော့မရှိပါဘူးဆိုတော့ဒီရီယယ်မက်ထရစ်နဲ့ပွဲကိုအာယုံဆိုင်ကစားနိုင်ဖို့အတွက်အာဆင်နယ်ကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တချို့ကစားမားတွေအားပေးသင့်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကစားပုံကတော့ဗျာအာဆင်နယ်ဟိုလူဒီလူပြောင်းလိုက်လို့ဆိုပြီးတော့အများကြီးအာရုံသွားတာမျိုးတွေအာနေသွားတာမျိုးတွေတွေ့ရလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူး ဒါကြောင့်ပေါ့နော်ဒီပွဲကအာဆင်နယ်အတွက်အများကြီး chance ရှိတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ကြားထဲမှာတော့ကျွန်တော်ဒါအချင်းဒီဒီကြောက်ကြောက်ဆိုအကြာကြီးတော့ကျွန်တော်မပြောတော့ပါဘူး။ဆိုတော့ညီကလေးအနေနဲ့ရောဒီပွဲမှာအာဆင်နယ်အနေနဲ့အမှတ်ယူနိုင်လိမ့်မယ်လို့ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။